2025ခုနှစ်နိုဝင်ဘာလ6ရက်နေ့နနက်ခွဲတနာရီအချိန်ထုတ်ပြန်ချက်ဘင်္ဂလားပင်လယ်အော်အခြေအနေမှာဒီနေ့မြန်မာစံတော်ချိန်9:30မိနစ်အချိန်တိုင်းတော်ချက်များအရာ ဘင်္ဂလားပင်လယ်အော်အရှိအမြောက်ပိုင်းနဲ့ယင်းနှစ်၁၄ရက်ရှိသောဘင်္ဂလားပင်လယ်အော်အရှိအလဲပိုင်းမြန်မာနိုင်ငံရခိုင်ကမ်းရိုးတန်းဒေသများတွင် ဖြစ်ပေါ်နေသော အာကောင်တော်လေဖီအားနှင့်ရဝမ် Wellmac Low Pressure Area သည်ဘင်္ဂလားပင်လယ်အော်အရှိအမြောက်ပိုင်းနဲ့ယင်းနှစ်၁၄ရက်ရှိသောမြန်မာနိုင်ငံရခိုင်ကမ်းရိုးတန်းမြောက်ပိုင်းဒေသနှင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းရိုးတန်းဒေသများသို့ရောက်ရှိခဲ့ပါသည် အဆိုပါအကောင့်တော်လေဖီအာနဲ့ရဝုန်ဒီနောက်စနစ်နာရီအတွင်းမြောက်အနောက်မြောက်ဘက်သို့ရွေလာနိုင်ပြီးဘင်္ဂလားဒေ့ရှ်နိုင်ငံကံယူတန်ဒေသများသို့ရောက်ရှိနိုင်သည်ဟုခန့်မှန်းရပါသည်။ကပလီပင်လယ်ဖြစ်နေဘင်္ဂလားပင်လယ်အော်ရိုမှာတိမ်အနှဲငယ်မှာတိမ်အသင့်အသင့်ဖြစ်ထွားနေပါသည်။ထူးခြားသည့်အခြေအနေမှာယနေ့မြမွားစံတော်ချိန်9:30မိနစ်အချိန်တိုင်းတော်ချက်များအရာ ဆူလူပင်လေပင်ဆူလူစီရင်ဖြစ်ပေါ်နေသောတိုင်ဖုန်းမွန်နိုင်ခမေပြီသည်အနောက်အနောက်မြောက်ဘက်သို့ရွေလာခဲ့ပြီးဖိလစ်ပိုင်ပင်လေပင်အနောက်ပိုင်းသို့ရောက်ရှိခဲ့ပါသည်အဆိုပါတိုင်ဖုန်းမွန်နိုင်ခမေကီသည်အနောက်အနောက်မြောက်ဘက်သို့ဆက်လက်ရွေလာနိုင်ပြီးတောင်တရုတ်ပင်လေပင်သို့ရောက်ရှိနိုင်သည်ဟုခန့်မှန်းရပါသည်ယနေ့ညနေအထိခန့်မှန်းချက်မှာရန်ကုန်တိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးအေယာဝတီတိုင်းဒေသကြီးကယားပြည်နယ် ကရင်ပြည်နယ်၊မွန်ပြည်နယ်နှင့်ရှမ်းပြည်နယ်အရှေ့ပိုင်းတို့တွင်နေရာကျကျညနေပြီးတော့မန္တလေးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးရခိုင်ပြည်နယ်နှင့်ရှမ်းပြည်နယ်မြောက်ပိုင်းတောင်ပိုင်းတို့မှနေရာစိတ်စိတ်နှင့်ကြံတိုင်းဒေသကြီးနှင့်ပြည်နယ်တို့မှနေရာအနှံ့ပြားမိုးထထုံရွာပြီးစကွိုင်းတိုင်းဒေသကြီး၊တနင်္သာရီတိုင်းဒေသကြီး၊ကချင်ပြည်နယ်နှင့်ချင်းပြည်နယ်တို့တွင်နေရာကွက်လွေမိုးကြီးနိုင်ပါသည်ဖြစ်ပါသည်။မိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေမှာကချင်ပြည်နယ်နှင့်ချင်းပြည်နယ်တို့မှာ မိုးတိမ်တောင်များဖြစ်ထွန်းနေအားကောက်လျက်ရှိပြီးအဆိုပါမိုးတိမ်တောင်များရွေလာရနေရာတစ်လျှောက်တွင်မိုးရွာစွန့်ခြင်းနှင့်အတူလေပြင်းတိုက်ခတ်ခြင်းမိုးထစ်ချုံခြင်းမိုးချိုးပစ်ခြင်းလက်စည်းလက်ခြင်းနှင့်မိုးထီးကျွေခြင်းစသည့်မိုးလေဝသထစ်စင်များဖြစ်ပေါ်နိုင်မှာဖြစ်ကြောင်းကြိုတင်တည်ပြုနိုင်ပါရန်အကြံပြုအပ်ပါသည်မြန်မာပင်လေပြင်မှာမြန်မာကံယူတန်းတစ်လျှောက်နှင့်ကမ်းလွန်ပင်လေပြင်တို့တွင်တခါတရံမိုးသက်လေပြင်းများကြားရောက်ပြီးလွှမ်းကြည့်နိုင်ပါသည် မိုးသက်လေပြင်းကြစဉ်ရေပြင်းလေပြင်းလေသည်တနာလီလိန်မိုင်30မှမိုင်35မိုင်အထိတိုက်ခတ်နိုင်ပါသည် လွိုင်းမြင့်မှာမြမကံယူတန်တချောင်နဲ့ကမ်လွန်ပင်လေပြင်းတို့မှရှစ်ပယ်မှာနှိဆက်ပယ်ခန့်ရှိနိုင်ပါသည်။နောက်နှစ်ရက်အထွတ်ခမ်းမန်းချက်မှာမန္တလေးတိုင်းဒေသကြီးစကွိုင်းတိုင်းဒေသကြီးချင်းပြည်နယ်နေရခိုင်ပြည်နယ်တို့တွင် မိုးထီချုံပြီးနေရာကွက်လွီမိုးကြီးနိုင်ပါသည်ဖြစ်ပါသည်။ယနေ့ညမိုးရွာနိုင်သောမြို့နယ်များမှာအင်းတကောကဝော့တက်ကလာ တနက်ပင် bà gú, phê á chí, vò, đầy ú, biên đàn xa, nhóng lê bình, bánh giật, tàu ngũ, dễ á vật lao cái, lấp bàn đàn, miến lạ, bật tí, ngờ bù đò, hóa khe mở, mô lâm nhanh chóng, phía bông, mở ủ bình, nế biểu đò, lè quý, bí mân nó, dòa ngàn, bên đề giá, cà lò, tàu chí, bên lõng, ông bán, nế biểu đò, đo, tàu đuyên chí, nắm mọc, bong đi, cho bình khẩu, ô phố, chung mừng nghe, trong cống, ဝါခဲမဘိုးကလေးဖျားပုံကျိုင်လတ်မင်းလာ မကွေးမင်းဘူးနမောက်ပြောပွဲ ရမင်းသိန်းမိသေးလောကျုပ်ပန်းတောင်းငတ်သေးစေတုတ်တရာမင်းလာထရအောင်လန်စကူပွင့်ဖြူတနုဖြူညောင်တုံဟင်းတတာထုံးဘူကြံကင်းညံအောင်ဘိုးကလေးနေမြစ်ချီနာသို့ဒေတာများအနှံ့ပြမိုးရွာနိုင်မှာဖြစ်ပါသည် နေပြီးတော့နေအနီးတဝိုက်တရယနေ့ညနေအထိခန့်မှန်းချက်မှာနေရာကွက်ကြောင်မူတီချုံရာမီဖြစ်ပါသည်ရန်ကုန်မြို့နှင့်အနီးတဝိုက်တရယနေ့ညနေအထိခန့်မှန်းချက်မှာနေရာကွက်ကြောင်မူတီချုံရာမီဖြစ်ပါသည်မန္တလေးမြို့နှင့်အနီးတဝိုက်တရယနေ့ညနေအထိခန့်မှန်းချက်မှာနေရာကွက်ကြောင်မူတီချုံရာမီဖြစ်ပါသည်